မိုးချက်မှာဖြစ်ပါတယ်ရွာမိုးတော့မဟုတ်ပါဘူးရန်ကုန်ကမိုးပါအဲရွာမှာတော့ဒါကိုကျင်းမိုးလို့ခေါ်တယ်ဒီဘက်မှာတော့ဘလို့ခေါ်လဲတော့မသိပါဘူးရှင်ဆက်ဒါလေးကတော့ကုံတော့20တာတတောင်းနဲ့မှ2000ဘူးဖြစ်ပါတယ်ရှင်ဒါလေးကိုချက်မှာပါကဲအခုနောက်တော့အမ်ပြရတဲ့မိုးလေးတွေကိုတေချာ ရေးရေးစေကြောတန့်စင်းပြီးတော့အခုလိုလေးကကြီးလေးနဲ့ညှက်ညှက်ပြီးတော့ဒီလိုမျိုးလေးတွေဖြစ်အောင်အလိုမျိုးလေးတွေခုတ်ပိုင်းကကြီးလေးနဲ့ညှက်ပြီးတော့ဒီလိုလေးမှွှလိုက်တာပေါ့နော်အဲ့လိုလေးမှွှပြီးလို့ရှိရင်အခုအမ်စပြီးတော့တဲတော့မှဖြစ်ပါတယ်မိုးချက်တဲ့နေရာမှာဘာဝင်တဲ့ပစ္စည်းကတော့အထွေထူးမရှိပါဘူးအာဒါလေးကတော့ချက်သွန်ဘျူချက်သွန်နီး ကျက်သွင်ပြူကျက်သွင်နီမြူသီးစိမ်အဲ့ဒါလေးကိုရောပြီးထောင်းလိုက်တာပါမှုချက်တဲ့နေမှာငရုသီးစိမ်လေးကိုထည့်တာကြတော့ဟိုအစိတ်အတော့ပြီးအောင်လို့ပါရှင်ကဲကြော်ပါတော့မယ်ရမုံလေးထဲပါမယ်

ြီးလေးကတော့မွမွေးလေးပြအောင်လို့ပေါ့နော်။မွေးပြီးကတော့မွေးအစိမ့်တောက်ပြီးပြအောင်လို့ပါ။ကျက်တုံကြီးလေးကကြတော့ဟိုပေါ့။မိုးကလည်းတပံဝါမိုးဆိုတော့ချိုချိုလေးအဲ့ဒါအောင်မှပိုးပြီးတော့အရသာလေးရှိပြီးတော့အနှစ်ကလေးလေးရအောင်ကျက်တုံကြီးလေးထည့်ရပါရှင်။ကဲကျက်တုံကြီးကျက်တုံကြီးလေးဒီလောက်ငမ်းပြီဆိုလို့ရှင်တော့ရပါပြီ။ရရင်တော့မလိုပါဘူး။ဒီလောက်ဆိုလို့ရှင်မိုးထည့်လိုက်ရင်ရေလေးနဲ့ မိုးအထွက်တဲ့ဟာလေးနဲ့ဆိုလို့ရှိရင်သူကမိုးဤတော်ဖြစ်ပါတယ်မိုးလေးထည့်ပါမယ်အင်းချိုးမှာတော့မိုးချက်တာအဖြစ်တဲ့အတွက်ကြောင့်ရယ်အင်းမြစ်ဘူးကိုယ်တိုင်ကအဟဲချိုးမှာ မစားတာအတွက်ကြောင့်ကြောင့်မလို့အဆုံမမခတ်ပါဘူးစားရင်အာရတာမို့လေနည်းနည်းအဲ့တော့ခတ်မှာလားဟာရတာမို့ဒီဘောမိပါမင်း จอจักลีจะมาสบายจอจักลีจอสีลีจะจะโอชินะอ่าจะจะมาดาบิเนี่ยอ่ะคือแต่ว่ามันคงไม่ชินแล้วอ่าน้องนี่ชื่อทาสันลูกอย่างก่อนนะอ่าดูดีป่ะดูดิสมาวาชิโอ้โหว่าตัวเอาเนี่ยชื่อออกก็အပိုင်းလေးရတယ်နည်းနည်းရှင်းတဲ့အတွက် Alu, nu iguango, di veneno sono capaci, di alo, di me, e di dare da, di E di ne c'è vicino, di se sta plicciando, no? Mi ci vuole, Wow, I didn't ်။ဒီနဲ့မတိတ်တာတော့မဟုတ်ပါဘူး။အကုံမဆိုးလို့လေမကုံရ။သူကတခါတရံမှတစ်ချက်မှတခါတခါတရံမှလည်းရတာအဲ့ဒါဆိုမကုံရင်တမျိုးစရာ။အော်ပတ်ဆက်ရှိတိုင်းလည်းဝေးစားလို့မရဘူး။တစ်နှစ်တခါပေါ်မှပဲဝေးလို့ရတာဆိုတော့မကုံရင်တမျိုးစီလေးချေချမ်း။ချမ်းသာဖြစ်ပါရဲ့ရှင်အဲလိုနူးဤသွားအောင်ဖုန်းလေးအုပ်ထုတ်လိုက်ပါမယ် ကေခဏနေရန်စူပြပါမရှင်ဒီလိုဟင်းလေးဖြစ်သွားပါပြီစားလို့ရပါပြီဒါလည်းမှုအစစ်ချက်ကလေးဖြစ်ပါရဲ့ရှင်